ိုင်းမှာနေစားမှာဒီ tip blanket စခန်းကို GNU နဲ့ PDF ဘူးကောင်တပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်တဲ့ဆိုတော့တရေဟေးယောချစ်ပလီတဲ့ဂျင်မီအားလုံးမင်္ဂလာပါ Jazz Production ကနေပြန်လဲကျဆွန်လိုက်ပါတယ်အခု Jazz နဲ့အတူကြမ်းမဲ့အထူးတင်လေးတွေကကိုစီတင်ဆက်ပြီးတဲ့နော်တရင်ထူးတရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟော်ပီထုံးဆန်တဲ့ Jazz နဲ့တို့ဆောင်တွေလိုက်ပါ Jazz Production ဖိတ်ခေါ်ပါတယ်ကဲဟော်ပီစားလိုက်ကြအောင်နော် Let's go ကဲအမေရိကန်ကနေအီရန်ကိုစော်တဲ့ဟာကိုဝမ်းတာမနေကြတယ်မြန်မာပြည်မှာလည်းအီးဆိုနန်းတဲ့ကောင်းလေးကိုအမေသားတွေစော်တဲ့ဟာတွေဝမ်းတာကြအောင်နော် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Tip Black စခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်လေဆိုတော့တည်းနော်ဟိုမှာသူ့အတူကဘာမှမလိုဘဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကတော့ရှင်းပါတယ်သူတို့လည်းသူတို့အာရုံနဲ့သူတို့ရှုပ်နေတာအခုလက်ရှိ Iran ကိုစော်တဲ့စစ်စင်ရေးဆိုတာသူတို့တချင်းတစ်ဖုတ်ကိုတန်စင်နဲ့ဟုတ်တယ်မလားဂီတာဓမ္မနဲ့လီဓမ္မနဲ့အဲရတန်ဓမ္မနဲ့ပြီးလို့ရှိရင်တီဝိုင်းတဝိုင်းတန်စင်ကတ်အောင်လေ့ကျင့်ပြီးမှတချင်းတစ်ဖုတ်ထွက်လာသလိုပဲအခုဒီနေ့ မေဒီကန်ကနေအီရန်ကိုတွားဆော်လိုက်တဲ့ဒီပေါင်3000အားပြင်းတဲ့ B2 ပုံကျက်လေးနဲ့တွားဆော်လိုက်တဲ့အရာဒီဒီနေ့ချက်ချင်းစစ်စင်ရေးထဆင်နှွဲပြီးတော့လုပ်လို့ရတဲ့အရာမဟုတ်ဘူးနော်လာပေါင်းနှစ်ပေါင်းတီးဆောက်ပြီးမှစီစဉ်ပြီးမှတတိချာချာပြန်ချပြီးမှနော်လုပ်လို့ရတဲ့စစ်စင်ရေးတခုအဲ့တော့ဒီလိုမျိုးစစ်စင်ရေးဖြစ်လာတဲ့ဆိုတော့ဒေါ်နယ်ထရန့်တက်လာတယ်ဟုတ်လားမလားဒါဆိုရင်ဝီကြီးချုပ်နဲ့ဘလို့ဆက်ဆက်လဲဆိုတော့ဒါတွေကအစအတည်းကကလင်တာချလုတ်ပြီးသားအရာတွေစီစဉ်ပြီးသားအရာတွေအဲ့တော့ဒါကြောင့်မို့လို့မြမအေးဆိုတာကကဘာက ာယုံဆိုင်မှုနေခဲ့တာအဲ့တော့လက်ရှိအချိန်ကတော့ကဘာကြီးနေတဲ့တတိယကဘာစစ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာပြောလို့ရတဲ့အနေထားမဟုတ်ဒါပေမဲ့သူ့အတူတတိယကဘာစစ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာအာဏာယူတွေမျိုးပြုတ်အောင်လို့ကျွန်တော်တို့တွေလုပ်နေဖို့တော့နံပါတ်1အရေးကြီးဆုံးပဲအဲ့တော့ကဘာကြီးကလည်းကဘာကြီးလုံလုံလုပ်နေနိုင်တယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်လုပ်ဖို့လို့လုပ်ဖို့လိုတယ်အခုထိပလက်ကစကမ်းမှာစစ်ကောင်စီတွေဘလို့ဖြစ်တယ်ဒီအောင်စရာစစ်ကြောင်းကိုတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလမ်းကဘလို့စော်ခံထိတယ်ဒီဒီလေးကိုကျွန်တော်ဖတ်ပြပါမယ်နော် တင်မျိုးသားစီယုံ KNU တမဟာ6နဲ့မြန်မာထိုင်းနယ်စပ်လက်ကျန်စခန်း၄ခုအနက်ထိပ်ပလက်ကဲထိကပလာတပ်စခန်းကိုယနေ့ညနေပိုင်းတွင်တိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်း KNU သတင်းမြစ်ကပြောတယ်ထိပ်ပလက်ကဲတပ်စခန်းကိုတော်လှန်ရေးတပ်များကတိုက်၍တိမ့်နိုင်ခဲ့ခြင်းဖြစ်ပြီးစစ်သားများမှထွက်ပြေးရသည်ဟုလည်း KNU သတင်းမြစ်ကပြောတယ်သူများတက်ရှင်းတော့သူတို့ပြေးရတာပေါ့ကျွန်တော်တို့လူတွေစခန်းတက်သိမ်းလို့ရနေဟုသတင်းရင်းမြစ်ကပြောတယ် တိပလကေတတ်စခန်းကြပြီဖြစ်၍ညောင်ဒီမြို့တောင်ဘက်နယ်စပ်တွင်ဥကယထစခန်းဝေါ်လီဘျူဟာနှင့်တိတဲလေကာကင်းစခန်းတို့ကကြံတော့တယ်ကြံစခန်းများကိုလည်းမကြမီတိမ့်ပိုက်နိုင်ပြီးအလားလာရှိတည်ဟု၎င်းကဆက်ပြောတယ်အခြားစည်ရေးတတိမြစ်တူးကလည်းစကားစတွေကစခန်းကနေစုပ်ပြေးသွားတာထိုင်းဘက်ကိုပေါ့တော်လန်ရေးတပ်ဖွဲ့တွေကတော့စခန်းရရတော့ပြီးပြေးလာတဲ့စကားစတွေဒါပေမဲ့ထိုင်းဘက်တော့မရောက်သေးဘူးတော်လန်ရေးဖွဲ့တွေကလိုက်ရှင်းနေတယ် မီလောက်မှာပါဒါပေမဲ့စကားစပြီးကလည်းလမ်းတစ်လျှောက်မိုင်းတွေထားခဲ့တယ်ကြားတယ်သူတို့ကိုထိုင်းဘက်ကလည်းကြိုဆောင်နေတယ်တိရသူတို့မှဒဏ်ရာရတဲ့လူတွေလည်းပါတော့တိတ်မရောက်နိုင်ဘူးဂူဒီတော့ရောက်တယ်မကြသေးဘူးစကန်တိန်တိုက်ပွဲအကြောင်းပြောတယ်တတိယမြောက်ကရင်သတင်းမြစ်တူကလည်းတိပလက်ကက်စစ်ကောင်စီတပ်စခန်းတိမ်ပိုက်နိုင်မှုကိုအတီးပြုတ်ထီထုတ်ပြန်မဆုတ်တန်းခံစစ်တိပလက်ကစစ်ရေးစစ်စင်ရေးခြေကုပ်စကန်ဆိုင်ဖို့ပါစစ်ကောင်စီတပ်စကန်မှတ်တမ်းတပ်ပုံကိုလည်းတရင်ရင်းမြစ်ကလူမှုကွန်ရက်၌ပေါ်ပြ ကရင်ဥဆောင်တီတော်လိုင်းဘူးအောင်တက်များဒီမေလ23ရက်နေ့တက်မဟာ6နဲ့မြေကရင်ပြည်နယ်မြောက်ဒီမြို့နယ်မြမာထိုင်းနယ်စပ်ကြီးစစ်မောင်စီဤဘလက်တိုတက်စကန်မေလ28ရက်နေ့ကနဲလေးတက်စကန်မေလ29ရက်နေ့ရွှေအင်းမြိုင်တက်စကန်မေလ30ရက်နေ့ဘရင်နောင်စကန်နဲ့မော်ခီစကန်ဇွန်လ3ရက်နေ့တေဘောဘူးတက်စကန်များကိုဆက်လက်သိမ်းယူတိုက်ပိုက်ခဲ့ပေးပိုက်ခဲ့တဲ့ရေစကန်များအနက်ဘလက်တိုကနဲလေးနဲ့တေဘောဘူးတက်စကန်များမှလက်နက်ခဲယံအများပြတိုက်ပိုက်ရရှိစကန်သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတက်အထိနာခဲ့တယ် เนาะဒီဒါကတော့ tip black ရဲ့စကမ်းကအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကော့ကရိတ်ဒီ tip အခုလက်ရှိပြောပြသွားတဲ့စကမ်းလေးကိုတိမ့်ပိုက်ခံရတဲ့နောက်မှာစစ်ပေါင်းစီတက်ဟာအဒီအောင်စရာစစ်ကြောင်းဆိုပြီးတော့နော်ဆိုးဝင်းကိုတိုင်လာရောက်ဥဆောင်ဖွင့်လှစ်ခဲ့တဲ့စစ်ကြောင်းဟာဒီတောက်လျှောက်နေဆက်ကိုတက်လာတာစစ်ကိုတွေပို့တယ်အဲ့ဒီစစ်ကိုပို့တဲ့အဖွဲ့ကိုလည်းဘွယ်စေးဝါတို့နဲ့ဒီပွေ PD ရဲ့ပူးပေါင်းဖွဲ့တွေကလမ်းကနေဝိုင်းပြင်းထက်လိုက်တာဘလောက်ကြီးစိတ်ပါတယ်ဆိုတဲ့တည်င်းလေးတွေကျွန်တော်ဖတ်ပြပါမယ် ။လက်စက်မှာတပ်စခန်းတွေစက်တိုက်လက်လို့ဆုံးရှုံးနေတဲ့စစ်ကောင်စီတပ်ကကောရင်မြို့ကိုခံစစ်ကျင်းမှုစစ်ကူတွေပို့နေပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့မြေပြင် PDF စစ်တောင်းမှုနဲ့ကရင်စီရဲ့တရင်မြစ်ကပြောပါတယ်။ကွန်ကရစ်မြောက်ပိုင်းအရှနမ်းပိုင်းနဲ့ကွန်ကရစ်ဂျုံဒိုးလမ်းပိုင်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီးတော်လန်ရေးတပ်တွေကအတာရနေတယ်လို့လည်းကွန်ကရစ်ဒေတာ PDF စစ်တောင်းမှုတခုကပြောပါတယ်။တောက်ချောက်ပွဲကောင်းနေတယ်နော်ဂျုံဒိုးဘက်ချမ်းမှာတွေ၄တိုင်း ငါးတိုင်းဘက်တွေပွဲကောင်းတဲ့အင်အားတွေနဲ့ပို့တာမနေဘူးတို့တွေအခုနောက်ပိုင်းမှာဒီဘက်တိမ်းမရနိုင်တော့ကော့ကရိတ်ဘက်ကိုခန့်စစ်ပြင်ဖို့ရအောင်ကြိုးပမ်းနေတာပေါ့အဲ့ဒါကြောင့်ကြုံဒုံကျိုးကနေစစ်ကူပို့ဖို့စစ်ကြောင်းတွေထိုးနေတာလို့ PDF စစ်ကြောင်းမှုတူကပြောတယ်စစ်တပ်ဟာကွန်ကရစ်မြို့ကနေမြောက်ဒီမြို့တွားရအာရှလမ်းပိုင်းကိုစစ်တောင်းထိုးမရတာကြောင့်ကြုံတိုးမြို့ဘက်ကနေစစ်တောင်းထိုးနေလို့၎င်းကဆက်ပြောတယ် ဇွန်လ19ရက်ကကြုံတုံးမြို့ကနေစစ်ကြောင်းထိုးထွက်လာတဲ့တပ်မ40လီတပ်မ55ပူးပေါင်းစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာစစ်သား40ကျော်တင်ပြီးလက်နက်ခဲယမ်းတွေရခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။ကြုံတုံးနံပါတ်မှာတိုက်ပွဲတွေလေတိုင်းတို့လိုဖြစ်နေပါတယ်လို့ Lion Battalion စစ်ကြောင်းကပြောပါတယ်။လက်တော်မှာကော့ဂရိတ်ကြုံတုံးလမ်းပိုင်းက၄တိုင်၅တိုင်နဲ့9တိုင်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီးအာရှလမ်းပိုင်းကတော့နွဲ့နဲ့တောနော်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။ ဒါပြအောင်စရစစ်ကြောင်းရှိရအာရှနာမိုင်းကိုလည်းနေရာဆောင်ပိတ်ဆို့ထားတယ်လို့ PDS စစ်ကြောင်းကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲတွေအတွင်းနှစ်ဖက်ထိခိုက်မှုရှိပေမဲ့စစ်တပ်ကတေဆုံထိခိုက်မှုပုံများတယ်လို့ဆိုပါတယ်။အောင်စရကအကုန်ငတ်ပြတ်နေပြီအခုစနစ်တကြမျိုးနဲ့တွန်းနေတာပေါ့ရိတ်ခရေရှည်မရှိရင်ဘာမှလုပ်မရဘူးကွန်ကရစ်နဲ့တောင်းတော့ဘူးသူတို့တွားလာလို့မရဘူးလေကွန်ကရစ်နဲ့တောင်းတော့ကြမ်းမှာပိတ်ဆို့ထားတာလို့ကရင်စစ်ရေးတရင်မြစ်ကပြောပါတယ်။အာရှလမ်းပိုင်းပေါ်ကအောင်စရစစ်ကြောင်းမှာအင်အားလေးရာလောက်ကျန်နေသေးတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ မြန်မာထိုင်းနယ်စပ်မြင်းအနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌတပ်စခန်းနဲ့တီးကလပဲတပ်စခန်းကိုကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လူမျိုးရေးတပ်မတော် KNLA ကရင်မျိုးသားကာကွယ်ရေးတပ် KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ကရင်စည်ရေးသတင်းတွေကပြောပါတယ်။ဥက္ကဋ္ဌတပ်စခန်းကိုတော်လှန်ရေးတပ်တွေကဇွန်လ17ရက်မှာစတင်ပိတ်ဆို့ထားပြီးတီးကလပဲတပ်စခန်းကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကစတင်တိုက်ခိုက်နေပါတယ်။ KNLA နဲ့တော်လှန်ရေးတပ်တွေကမြန်မာထိုင်းနယ်စပ်မြောက်ဒီမြို့တောင်ဘက်ကပလဒု ကနဲလေးရွှေအေးမြိုင်ဝါမီထဘရင်နောင်မော်ကီတေဘောဘုတ်တက်စကန်းတွေကိုစက်တိုက်တိုက်ခိုက်တင်းယူထားပါတယ်။ဒါကြောင့်မြောက်ဒီမြို့တောင်ဘက်မြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥပဒေကတက်စကန်းတိကလပဲစက်စကန်းနဲ့ဝေါ်လီဗျူဟာနဲ့တိတဲလေကာကင်းစကန်းတို့ပဲကြံမာတော့တယ်။ဒါကတော့တော့ကြားနေစစ်ကြောင်းတွေဖြတ်တိုက်ကြအဲ့တော့ဒီဒီနေ့ကတော့တိကလပဲစကန်းကိုတိတ်လိုက်တယ်ဆိုတော့လက်ရှိကြံတဲ့၄စကန်းလေးခုတွေကဒီ၃ခုပဲကြံတော့တယ်။နော်။အဲ့တော့လက်ရှိပြောမယ်ဆိုလို့ရှိရင်ဒီအာနာရဲ့အကြမ်းဖက်စစ်ကောင်စီဟာနော် သူတို့ကဘယ်လိုပုံစံနဲ့တွားနေလဲဆိုတော့ပြည်သူကိုစစ်မှုထမ်းခိုင်းပြီးတော့အဲ့ဒီစစ်မှုထမ်းတွေကိုအရှိရကာပြီးတော့သူတို့ကစစ်စင်ရေးတွေပြုလုပ်နေတာဖြစ်တယ်အခုလက်ရှိသတင်းနိုင်တိုင်းမှာလည်းဒီ PDF တဲကိုဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများကြီးရှိပါတယ်အဲ့ဒီအများစုကတော့သူစစ်မှုထမ်းဥပဒေနဲ့တော့ဝင်လာပြီးတော့ထွက်ပြေးလာတဲ့လူတွေပဲဖြစ်တယ်အဲ့တော့ဒါဟုတ်ကြီးချင်းအားဖြင့်အနာဒိအကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလုပ်ဖို့အတွက်ဒီပြည်သူတွေကိုစစ်မှုထမ်းခိုင်းတယ်ပြီးလို့ရှိရင် အကျန်းဖက်အလုပ်တွေကိုမလုပ်တဲ့သူတွေကိုရရဆက်ဆက်တုံ့ပြန်ခိုင်းတယ်ဘလောက်ထိစိုးလဲဆိုရင်ပြည်သူကိုချိုးချိုးတာတာတော့ပြောခွင့်မရှိဘူးလို့အမိန့်ပေးခဲ့တယ်။နော်ဒီအကြောင်းကိုလည်းလင်းဝင်လာတဲ့စစ်သားတယောက်ကျွန်တော်ဗီဒီယိုအင်တာဗျူးထားတဲ့ file မှာအဲတင်ပြခဲ့ပြီဖြစ်ပါတယ်နော်။အဲ့တော့လက်ရှိအခုနောက်ပိုင်းမှာနောက်တစ်ခုရှိတာကနိုင်ငံရေးထိုးနှက်မှုတွေတော်တော်များများတွေ့လာတယ်။ဒါကတော့ဒေါအောင်ဆန်းစုကြည်အပါအဝင် NLD ကိုပြိုကွဲအောင် NLD အင်အားတွေကိုအဲဒီဒေါဆန္နာမင်းတို့လိုဟာမျိုးကိုကြော်မျိုးမင်းကအင်တာဗျူးပြီးတော့အင်အားတွေပြိုကွဲအောင်ရှင်းရှင်းပြောရရင်တော့ အဓိကကတော့စစ်တပ်ကလက်နက်နဲ့တိုက်လို့မနိုင်တော့ဆိုတော့သူတို့ကောင်းကောင်းသိပါဒီပြည်သူကိုသူတို့လက်နဲ့နဲ့တိုက်လို့မနိုင်တော့ဘူးဘလောက်ပဲအကြမ်းဖက်ဖက်ပြည်သူကသူတို့အကြမ်းဖက်တဲ့တန်းကိုကြက်ကြက်ခံပြီးတော့ရအောင်ရင်ဆိုင်နိုင်နေဆိုတဲ့ကိစ္စကိုသူတို့ကောင်းကောင်းသိတဲ့နောက်မှာစစ်ကောင်စီရဲ့အခုတိုက်စစ်ကိုပြန်ပြောင်းလာတယ်ဒါကတော့ပါတယ်တွေးခွဲတက်ရှိုးတဲ့လူကိုပြောင်းလာတယ် နော်အခုဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ရောက်ခံပြီးမှအားလုံးတည်ပဲဖြစ်တယ်နော်တရားရုံးတဲ့ကနော်စစ်ချက်ဗီဒီယိုဖိုင်တွေထွက်လာတယ်ဒေါ်ဆန်းစုကြည်တနေ့နာနေတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်အဲဒေါ်ဆန်းစုကြည်ပြောတဲ့စာတွေဆိုပြီးထွက်လာတယ်စတဲ့ဖြစ်ပြီးလို့ရှိရင်ဒေါ်ဆန်းနာမင်းတို့မျိုးဒီ NLD ရဲ့ဖိတ်ပိုင်းခေါင်းဆောင်တွေရဲ့အကွဲအပြဲဗီဒီယိုဖိုင်တွေအင်တာဗျူးတွေကောင်းကောင်းထွက်လာတယ်ဒါတွေကနော်ရိုးရိုးတက်တာထွက်လာတာမဟုတ်ဘူးဒါတွေအားလုံးကနိုင်ငံရေးပဲဗျာနော်သူတို့မထွက်လာခိုင်းရင်ဒါတွေထွက်လို့မရဘူး ရှင်းရှင်းလေးပဲသူတို့ထွက်ကိုင်းကျင်လို့ထွက်တာအဲ့တော့ကြော်မျိုးမင်းတို့ကောင်မျိုးက NLD ပါတီရဲ့ထိပ်မင်းခေါင်းဆောင်တယောက်ကိုဒီလိုအချိန်မှာအင်တာဗျူးလုပ်ပြီးဒီသူပြရတယ်ဆိုတဲ့ကကျွန်တော်စဉ်းစားကြည့်နေเนาะအဲ့တော့တခုဝင်နေဖြစ်တာကကျွန်တော်တို့ပြည်သူရဲ့အရေးအချင်းကဒီနေ့အချိန်ထိမကြွားဘူးအဲ့တော့ AD8 လိုနေရာမျိုးမှာသူတို့တွေကြိုက်တယ်လို့လုပ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အခုဒီနေ့27မှာပြည်သူရဲ့အတွေးအခေါ်အမျှော်အမြင်เนาะနိုင်ငံရေးအတိတ် ဘဟုထုတာတွေဒါတွေကစာမတက်တဲ့ပြည်သူတယောက်တောင်မှအခြေခံအတိတ်တရားတိနေအနေထားဖြစ်နေပြီဖြစ်တဲ့အတွက်တို့တွေလုတ်ချင်တိုင်းလုတ်လို့မရအဲ့တော့ဒီဒေါ်လာရေးမှကျွန်တော်တို့ကဘာကြီးကိုလည်းအားကိုးလို့မရဘူးเนาะအခုအမေရိကန်နဲ့အီရန်ဝင်စောလို့အမေကုလသမဂ္ဂကဆိုရင်ဒါတို့ကြောက်ကြတာလို့စတဲ့ဖြစ်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 အဲ့တော့ကဘာကြီးကကျွန်တော်တို့အားကူညီဖို့ဆိုတာက မဖြစ်နိုင်ကုညီပဲဆိုကြာပြီးကုညီလိုက်တယ်အာနာသိန်းနာလည်းဥပဒေမဲ့အာနာသိန်းနာတိတယ်ဗျာပြီးတော့အာနာသိန်းပြီးတော့လည်းပြည်သူကိုလက်နက်မရှိတဲ့ပြည်သူကိုလက်နက်နဲ့ရဲရဲဆဲဆဲအကြမ်းဖက်တာနဲ့သူတို့တိတယ်ဗျာကဘာကြီးကပြီးလို့ရှိရင်လည်းရဲရဲဆဲဆဲအခုစီရင်စစ်ရာဇဝမှုတွေကျူးလွန်နေတာနဲ့တိတယ်ဒါပေမဲ့လို့အကူညီရတော့မကူညီတာအော်ဒါပေမဲ့ကျွန်တော်တို့ဘက်အချမ်းကိုတော့တစ်ခုလောက်မမားလိုက်နဲ့ချက်ချင်းထောက်မှာအစင်းနေရှိတယ်အဲ့တော့ကျွန်တော်တို့တွေကတိရမှာကနံပါတ်1ကျွန်တော်တို့ခြေလမ်းမှန်မှန်ရှောက်ရမယ်နံပါတ်2အဲ sorry နံပါတ်1အရေးကြီးဆုံးကကျွန်တော်စီလုံးညီရုတ်ကကျွန်တော်တို့တွေးကွဲလို့မရဘူး ။စုံပြူးဆိုရင်စုံပြူးကိုပြက်ပြက်တတ်တတ်ထုတ်နိုင်ရမယ်။တော်လှန်ရေးမှာဘယ်သူလုပ်လဲ။ကျွန်တော်ကိုယ်တိုင်လုပ်တာကျွန်တော်ကတော်လှန်ရေးကိုပျက်စီးမဲ့ထိခိုက်မဲ့တွေးခွဲမဲ့အရာကိုလုပ်နေတယ်။ကျွန်တော်လုပ်လို့ရှိရင်ကျွန်တော်ဆွဲထုတ်လိုက်။အောက်ချင်းပြည်သူအဆင့်တယောက်ကစားပြီးတော့အခုလိုမျိုး NLD တို့ထိပ်မင်းကောင်းဆောင်တွေ PDF ထိပ်မင်းကောင်းဆောင်တွေ UNG ထိပ်မင်းကောင်းဆောင်တွေ CPA ထိပ်မင်းကောင်းဆောင်တွေတိုင်းနာ EOS တွေအားလုံးဟာတော်လှန်ရေးကိုတွေးခွဲမဲ့အလုပ်အားရမဲ့အလုပ်ရန်သူအကြိုက်အလုပ်တွေလုပ်လာမယ်ဆိုအဲဒါလိုစုံပြူကိုပြက်ပြက်တတ်တတ်ယူထုတ်ပါတယ် ပြီးလို့ရှိရင်ကျွန်တော်တို့တွေစီးလုံးညညို့ကိုတိဆောက်ပါနော်အခုဆိုရင်ဒီလိုမျိုးဖြစ်အောင်လို့နော်တစ်ချိန်ကအဖိုက်တခိုင်နိုင်ငံထူထောင်မယ်လို့អော်ခဲ့ပြီးတော့နော်တုပြည်သူကိုစီးလုံးခဲ့တဲ့ဘုထုံထုံးမြတ်နိုင်တော်မှာဒီနေ့အချိန်မှာစီးလုံးညီညွတ်မှုကိုဘလောက်အလေးထားလို့ရခိုင်တော်နိုင်ရေးကရခိုင်ပြည်သူတွေအတွက်မဟုတ်ရခိုင်ပြည်နယ်အတွက်မဟုတ်တနိုင်ငံလုံးအတွက်ဆိုတဲ့စကားကိုထွက်ပြောလာခင်ဗျားတို့သဘောပေါက်မှုလို့ထို့နည်းအတူပဲနော် KIO PNA ကဘုထုံကွမ်းမော် NUG နဲ့အတူတူယက်တီတာ KNU KNA တွေမဟုတ်ပါဘူးကချင်လူလူတရက်လုံးပါယက်တီတွေပါလို့ထွက်ပြောတာအလကားထွက်ပြောတာမဟုတ်ဘူးနော်ဘုဒ္ဓတာဘုံကျော်ကိုရက်ကအမေတော်ဆန်းစုကြည်ဘွေတို့ထွက်ပြီးစုတောင်းပြလိုက်တယ် TNN တွေကအဲ့ဒါတွေကအလကားလုပ်ပြတာမဟုတ်ဘူးနော်ပြီးလို့ရှိရင်ဘုဒ္ဓကပြောလို့ချင်းချင်းအဖွဲ့တွေဟုတ်တော့နော်ဒါတွေအဲ့ဟာအလုံးကကရင်ညီအဖွဲ့တွေဒီဟာတွေအလုံးဟာစီလုံးညီညွတ်မွေးကိုခေါင်းဆောင်တွေကတိဆောက်ပေးနေကြအရှိကလမ်းပြနေတာကျွန်တော်တို့ကအဲ့ဒီစီလုံးညီမနောက်မှာထက်ချက်မကွာလိုက်နေရကျွန်တော်တို့တွေ ်စီးလုံးညီညွတ်စွာနဲ့ရှက်စပ်ပြီးတွန်းနိုင်လို့ဆိုရင်ဘုရင်ကပြောလို့ခြေလမ်းမှန်မှန်နဲ့စီးစီးလုံးလုံးညီညီညာညာနဲ့ခြေလမ်းမှန်မှန်တွန်းနိုင်လို့ဆိုရင်မင်းအောင်နိုင်ရမကြတော့ချိန်နေတယ်နော်ဒါကြောင့်မို့လို့အားပြင်းတာခြေလမ်းမှန်မှန်ချောက်တာတွေးပွဲမဲ့အလုပ်ကြီးမလုပ်ကြနဲ့ကျွန်တော်တို့နိုင်နေပြီအခုကကျွန်တော်တို့နိုင်နေတာကြည့်လေကျွန်တော်တို့နိုင်သားမနိုင်သားဆိုတာရှင်းရှင်းလေးပဲနော်ကျွန်တော်ဗီဒီယိုဖိုင်တစ်ခု relation လုံးမယ်အမှတကောင်ပြောတာမင်းတို့ဗီဒီယိုထောက်ခံမှုရှိလို့ရှိရင်လည်းကြားပြရမလို့ဘူးတဲ့ပြည်တွင်းမှာအခုအင်ဂျင်အနေကြိုက်လို့တော့ အဲ့ဒီအလီဝိတ်ခွင့်ရှိလားဒေါ်အောင်ဆန်းစုကြည်မွေးတဲ့ရက်မှာကိုယ့်ကိုပန်းပိုင်နေအောင်ပန်းပိုင်ခွင့်ရှိလားအဲ့လိုလုပ်ခွင့်မရှိတဲ့ပြည်သူကိုအာမပေးဘူးလို့တွားပြောတာကခြေလက်တွေတုပ်ပြီးတော့ဟာမင်းငါ့ကိုမရှင်းနိုင်ပါဘူးကွာတွားပြောတာပြောတဲ့ပါးစပ်တွေရှက်ဖို့ကောင်းတယ်ဟုတ်တယ်မလားအဲ့တို့ကျွန်တော် reaction တစ်ခုတိကလောက်ပါအောင်မယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကျွန်တော်တို့တွေဟာနိုင်နေတာပါဒါပေမဲ့ဘာလိုအပ်တာလဲပွဲသိမ့်ဖို့လိုအပ်နေတာကျွန်တော်နိုင်နေပြီလားမင်းတို့တော်လိုက်နိုင်နေလားနိုင်နေပြီ နိုင်တဲ့မနေ့စဉ်းစားကြည့်အာနာ2021အာနာသိန်းနဲ့မြင်ကွင်းမျိုးအဲ့ဒီအချိန်မှာဖြစ်ပြနေတဲ့ရက်ွက်ထဲမှာစစ်သားရဲတွေနေနိုင်တဲ့ဘဝနဲ့အခုလက်ရှိ2025ထဲမှာဖြစ်နေတဲ့ဘဝနှစ်ခုပဲနှိုင်းယှဉ်လိုက်အဲ့ဒါနိုင်လားမနိုင်လားဆိုတာအဖြေပဲရှင်းရှင်းလေးပဲဒါပေမဲ့ဘာဖြစ်လို့လိုလဲပွဲသိမ်းဖို့လိုနေတာအဲ့ဒီပွဲသိမ်းဖို့စီးစီးလုံးလုံးညီညီညာညာနဲ့ပွဲသိမ်းရိုက်ချက်ကိုကျွန်တော်ရိုက်နိုင်ဖို့လိုအပ်ပါတယ် ကဲကိုစီတန်ဆက်ပြီးတော့ပေါ့ပရိသတ်ကျတော့အမြင်တုံးတချက်လေးတွေကိုကမမှာရေးပြချပါနော်။ဟုတ်ပြီအဆုံးထိကျေးဇူးပဲတို့ရောက်စီတဲ့အရင်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့တဲ့လေးတွေနဲ့ပြန်ဆောင်ကြအောင်နော်။